မင်္ဂလာပါရှင်။ဘာမကင်းတဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစာရေးနောက်ဆုံးရသတင်းများကိုအစင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ရန်ကုန်ပြည်လမ်းမိုင်းတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေရင်ဖြင့်ရုံမဆက်ရှိကြေးရွာများကိုဇက်တိုက်ပုံကျဲပစ်ခတ်နေ။မင်းလာမျိုးပေါ်တွင်လည်းစစ်တပ်ကခံစစ်ပြင်းစင်ထောင်းဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ပဲဂိုးတိုင်းရန်ကုန်ပြည်လမ်းမိုင်းတွင်တိုက်ပွဲပြင်းထန်နေပြီးအစံဖက်စစ်တပ်ကလင်းရင်ဖြင့်ရုံမဆက်ရှိခြေရွာများကိုစတိုက်ပုံချဲပစ်ခတ်နေပြီးမင်းလမြို့ပေါ်ရီလင်းခန်းစစ်စစ်တပ်ပြင်းထန်ကြောင်းဒေသတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနတန်းသူပြောဆိုသည်ယနေ့ဧပြီလ22ရက်နေ့နနက်09:00ကျော်မှစတင်၍မင်းလမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းမိုင်းတွင်အစံဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲစတင်ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ထိရွင့်တိုက်ပွဲတွင်ဂျမ်ဘတ်စတပ်ပတ်မှထိငိုက်သေးဆုံးသူများပြခဲ့ပြီးစစ်သားလောင်းများနှင့်တန်ရရစစ်သားများကိုမင်းလာစေယုံတို့ပို့ဆောင်နေကြောင်းမင်းလာစေယုံတွင်လည်းပြင်ပလူနာများကိုဆက်လက်လက်ခံခြင်းမရှိတော့ပေတန်ရရစစ်သားများကိုတောင်စေကူတိုင်းရင်လှူဆောင်နေကြောင်းသိရှိရသည် တိုက်ပွဲဖြစ်ပွားနေချိန်တွင်အကြံဘက်စစ်တပ်ကမင်လာမြို့နယ်ပိုင်းဘကိုယူမဆက်ရှိကြေးရွာများကိုလင်းပြင်းစက်တိုက်ပစ်ခတ်ပုံကျဲနေပြီးရဟယင်းများလည်းစက်တိုက်ပြန်ဝဲနေခြင်းကြောင့်ပြည်သူများထိခိုက်မှုအခြေအနေနဲ့ပျက်စီးမှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။ထို့ပြင်ကြံဘက်စစ်တပ်သည်လက်ရှိချိန်တွင်မင်လာမြို့ထဲ၌ခန်းစစ်ပြင်ဆင်နေပြီး PDF တပ်ဖွဲ့များမျိုးလာရောက်တိုက်ခိုက်မှုကိုစိုးရိမ်နေကြောင်းမင်လာမြို့ရဲစခန်းရှိကိုလည်းစစ်တပ်ကပိတ်ချလိုက်ပြီးရဲစခန်းခေါင်းမိုးပေါ်မှာမကျန်တနက်များထောက်ရဲအသည့်နေရာယူထားကြောင်းသိရှိ ရသည်တိုက်ပွဲကရန်ကုန်ပြည်လမ်းပိုင်းမှာဖြစ်ပါရယ်စစ်ခွေးတွေတော်တော်အထည်နာတယ်အသေးလေးများတယ်တရားရလည်းများတယ်မင်းလဇေယုံမှာစုညံနေတာပဲတရားရစစ်ခွေးတွေစက်တိုက်ကိုရောက်နေတာအလောင်းတွေကအများကြီးပဲစေယုံလူပြေနေလို့ပြည်ဘက်ကိုပါလွှဲနေတယ်လို့သိရတယ်မင်းလမျိုးတွေမှာစစ်ခွေးတွေကခန်းစစ်ပြင်နေပြီး PDF တွေလာတိုက်မယ်ဆိုပြီးသတင်းတွေကပြန်နေတော့စစ်ခွေးတွေမျိုးတွေမှာပွက်လို့ရိုက်နေတယ်မြို့ဝင်ထရက်ကိုလည်းပိတ်ထားတယ်သူတို့ရှိတဲ့နေရာတွေမှာဘသူ့ကိုမှဖြတ်တန်းခွင့်မပေးတော့ဘူး ရှိုးမအဆက်ကိုလည်းလေးချောင်းတိုက်ခိုက်မှုကဇက်တိုက်ကိုလှုံ့ဆောင်နေတာဟုဒေတာရင်းတရင်ရင်မြစ်ကပြောဆိုသည်ဆလမင်းဧပြီလကုန်အထိယာယီအပြည့်ရဲ့တရန်တူချောင်းဇက်ကောင်စီဂျညာဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်ဧပြီလ30ရက်နေ့အထိယာယီအပြည့်ခက်ရက်စဲကြောင်းကျင်းညာချက်အသက်တမ်းတိုးမြင့်နေသောစက်ကောင်စီတမရော်ကောင်ရေးဦးစီးချုပ်ယုံကဧပြီလ22ရက်တွင်ကျင်းညာသည် မြန်မာနိုင်ငံမန္တလေးမြို့နီးမတ်လ28ရက်ကအင်အားပြည့်ငလင်ကြုံရပြီးနောက်ငလင်တန်တဲ့ပြည်သူများအားစာနာသေးဖို့ဆိုကပြည်လေထူထောင်ရေးလုပ်ငန်းများလုပ်နိုင်ရန်ဧပြီလ2ရက်မှဧပြီလ22ရက်ထိရာအပြည့်ရက်ကြောင်းစက်ကောင်စီကကြေညာခဲ့သည်။အဆိုပါကြေညာချက်အရဧပြီလ22ရက်တွင်ရာအပြည့်ရက်မှုတက်တန်းကုန်ဆုံးပြီဖြစ်ရာစက်ကောင်စီကဧပြီလ22ရက်မှဧပြီလ30ရက်အထိ ထမှန်တက်တန်းထတ်တိုးလာခြင်းဖြစ်သည့်ငလျင်တန်တဲ့ဒေတာများ၌ပြန်လည်တည်ဆောက်ရေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအရှိန်အဟုန်မြင့်လုပ်နိုင်ရန်အပအဝင်နိုင်ငံသားအလုံးအကျိုးကိုဖော်ဆောင်နိုင်ရန်ရေရှည်တည်တံပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးဖော်ဆောင်နိုင်စေရန်အတွက်အပြည့်ရက်တက်တန်းထတ်တိုးကြောင်းစစ်ကောင်စီကြေညာချက်အရာတရားသည်အပြည့်ရက်ထားသည့်ကာလအတွင်းတိုင်းဒေသနဲ့ကိုင်းများနှင့်အခြားလက်နက်ကိုင်းများသည့်အများပြည်သူသုံးသည့်ဆက်သွယ်ရေးလမ်းကြောင်းများအားနှောင့်ယှက်ခြင်းထိခိုက်ပျက်စီးစေခြင်းလူထု၏အသက်အိုအိမ်စီစဉ်ကိုပျက်စီးစေခြင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ၏တ စခန်းများကိုတိုက်ခိုက်ခြင်းအင်အားစုခြင်းပြင်ဆင်စုဖွဲ့ခြင်းနဲ့နေမြေချေခြင်းမလုံရန်စစ်ကောင်စီဘက်ကတတိပေးသည့်ထို့သောဆောင်ရွက်လာပါကလိုအပ်သည့်တုံ့ပြန်မှုများဆောင်ရွက်မည်ဟုစစ်ကောင်စီကြေညာချက်တွင်ရေးသားထားသည်စစ်ကောင်စီတပ်သည်ရာရဲ့ပြည့်ရဲ့ကြောင်းကြေညာထားသည့်ကာလတွင်ကရင်ပြည်နှင့်ကချင်ပြည်နှင့်မန္တလေးတိုင်းစကိုင်းတိုင်းပါဝင်ဒေသအများပြားတွင်လေကြောင်းတိုက်ခိုက်မှုများလုပ်ခဲ့သည်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွင်ဗုဒ္ဓဘာသာဖုံးတော်ကြီးကြောင်းအချို့နှင့်လူနေအိမ်များပျက်စီးခဲ့သလိုဗုဒ္ဓဘာသာဖုံးတော်ကြီးအချို့ ခလီနှင့်ကိုဝင်ဆောင်ပါဝင်လူ၁၀နှင့်ချီတေဆုံးထားသည်ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တနုပြည်သူလူမျိုးရေးတပ်မတော်နှင့်စစ်ကောင်စီတပ်တို့ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနှစ်ဖက်တေဆုံးထိခိုက်မှုရှိစစ်သား၃ယောက်ရှင်ဖမ်းမိဆိုတဲ့သတင်းပဲဖြစ်ပါရရှင်ရှမ်းပြည်နယ်တောင်ပိုင်းရဲဆောင်မြို့နယ်ကြောက်ကူတိုင်းနယ်ကြေးရွာနယ်တနုပြည်သူလူမျိုးရေးတပ်မတော် DPLA နဲ့စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာနှစ်ဖက်ထိခိုက်သေးဆုံးမှုတွေရှိတယ်လို့ DBL ကဒီကနေ့မှထုတ်ပြန်ပါတယ်။ရက်ဆောင်မြို့နယ်ကြောက်ကိုတိုင်နယ်ကျေးရွာအနီးဧပြီလ21ရက်မနေ့ကနေ့လယ်ပိုင်းကစလို့တနုပြည်သူလူမျိုးရေးတပ်မတော် DBL နဲ့စစ်ကောင်စီတပ်တို့၅နာရီကြာအပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ရာညနေပိုင်းမှာတိုက်ပွဲပြီးဆုံးခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိခဲ့ပြီးတိုက်ပွဲတွင်စစ်ကောင်စီတပ်က73မှန်3ယောက်ဖမ်းဆီးရရှိခဲ့တယ်လို့ DBL ကဆိုပါတယ်။ တိုက်ပွဲမဖြစ်ပွားခင်ချိန်မှလည်းစကောက်စီတက်ကကြောက်ကိုတိုင်နေခြေရွာအနီးတစ်ဝက်ခြေရွာတွေကို လနဲ့ကြီးတွေရန်တမ်းပစ်ခတ်ခြင်းနဲ့လင်းရင်နဲ့ဘုံကျဲချခြင်းတွေမကြခနာပြုလုပ်လေးရှိတယ်လို့သိရပါဗျ။တောင်ခန်းကြီးရွာမှာလည်းတောင်တမရ TNL နဲ့ DPLA တပ်တွေရှိရာကိုစစ်ကောင်စီဘက်ကအပြင်းထန်ဒိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်ဒီကနေ့အချိန်ထိတိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တယ်လို့ DPLA ကဆိုပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကနေဧပြီလအတွင်းတနုပြည်သူလူမျိုးရေးတမရ DPLA နဲ့စစ်ကောင်စီတပ်တို့စုစုပေါင်း68ချိန်ထိတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ DPLA ကထုတ်ပြန်ထားပါတယ်ချင်း။ ဆလဘီအပြည့်ရဲ့မြေဟုထမ်းမှန်တက်တန်းတိုးသည့်နေရင်စက်ကောင်စီကနှောင်းချိုကိုလေးချောင်းမှဘုံကျဲတိုက်ခိုက်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ငလျင်ပင်ကြောင့်အပြည့်ရဲ့ကာလတပတ်ထပ်တိုးမျိုးစက်ကောင်စီကကျင်းညာခဲ့သည့်ဧပြီလ22ရက်ရနေ့တွင် အနာသိန်းဆက်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်အုံမတိကျေးရွာကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့၍ပြည်သူများ၏နေအိမ်ပျက်စီးမှုများရှိခဲ့သည်ဆက်ကောင်စီကဧပြီလ2ရက်မှ22ရက်ထိအရာ၏အပြစ်ရစဲကြောင်းပထမကြိမ်ထုတ်ပြန်ခဲ့စဉ်ကလည်းနေ့စဉ်လေကြောင်းတိုက်ခိုက်မှုများနိုင်ငံတော်ဝန်လှုပ်ဆောင်ခဲ့သည် အပြည့်ရက်မြို့ကိုကျင်းညာတဲ့ရက်20ပြည့်နေ့ဖြစ်ပြီးအပြည့်ရက်ကာလတပတ်ထပ်တိုးကြောင်းကျင်းညာခဲ့တဲ့ယနေ့ဧပြီ22ရက်နေ့ရင်းလင်းစက်ကောင်စီကအုံမတိကျေးရွာရှိပြည်သူလူထုနေအိမ်များကိုဥတီပြီးလမ်းရောက်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူလူထုများ၏နေအလုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့ရာဟုတောင်းတမ်းတော် DNL ကထုတ်ပြန်သည်စက်ကောင်စီသည်ဧပြီလ23ရက်မှ30ရက်အထိအပြည့်ရက်တပ်တန်းတိုးကြောင်းကျင်းညာခဲ့ခြင်းဖြစ်သည်စက်ကောင်စီသည်ဧပြီလ21ရက်ကလည်းနောင်ချိုမြို့နယ်တောင်ခမ်းကျေးရွာရှိအမှတ်9ရက်နေ့အမြောက်စခန်းကိုကဲ ဲမှုဌာနချုပ်မဆာက900နှစ်အနည်းတိုက်ပွဲဖြစ်ပွားနေခြင်းအစိမ့်ငွေဘုံ15လုံးကျဲချာက၄ချောင်းတိုက်ခိုက်ခဲ့သည်ဟု TNL ကအသိပေးထားသည်ထို့သောအစိမ့်ငွေဘုံအုံပြည့်တိုက်ခိုက်ခဲ့၍ TNL တပ်သား10ဦးထိခိုက်ဒဏ်ရာရပြီး3ဦးဒဏ်ရာပြင်းထန်ခဲ့ဟုဆိုသည်အစိမ့်ွေဘုံတန်းနဲ့ TNL တပ်သားများသည်မူဝေခြင်းအသက်ရှူမြန်ဆန်ခြင်းမိအီမသားဖြစ်ခြင်းစိတ်လုံရှားမြန်ဆန်ခြင်းမောပန်းခြင်းအောက်ဆီဂျင်ကျခြင်းစသည့်ဝေဒနာများခံစားခဲ့ရပြီးဆေးကုသမှုခံယူနေရသည်ဟုအသိပေးသည်ဆက်ကောင်စီသည်အပြစ်ရ ရက်10ကျောင်းကျညာသည့်ကာလအတွင်း TNL အုပ်ချုပ်သောမြို့နယ်များကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို၄ကျောင်းဖြင့်ပုံစံတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်ဟုထုတ်ပြန်သည်။ TNL နဲ့မဟာမိတ်များဖြစ်သောကိုကန့်တမရော MNDA ၊ Aragon Tamro A တို့သည်လည်းယခု April လတလလုံးကိုတစ်ဖက်သက်အပြစ်ရစေကြောင်းကြေညာထားသည်။ ကချင်လွတ်လပ်ရေးတမရကရန်ရေကလည်းစစ်ကောင်စီအပြစ်ရက်ညင်ညာခဲ့တဲ့ဧပြီလ2ရက်တွင်ဧပြီလ22ရက်ထိထိုးစစ်မပြုတ်လို့ပဲခုခံကာဝယ်မှုသာပြုလို့မည်ဟုအပြစ်ရက်စဲကြောင်ညင်ညာခဲ့တယ်။သို့သောစစ်ကောင်စီ KIA နယ်မြေကိုလေးချောင်းတိုက်ခိုက်ခြင်းအပြင်မြေပြင်ထိုးစစ်များပြုလုပ်ခဲ့၍ဖားကန့်မြို့နယ်လဝါရွာနှင့်ဝိုင်းမော့မြို့နယ်လက်မြန်ဒေသ၌တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA ကအသိပေးထားသည်။စစ်ကောင်စီ၏အပြစ်ရက်ညင်ညာခဲ့သောလည်းတရက်မှအပြစ်ရက်ခြင်းမရှိခဲ့ကြောင်း ကရင်ရည်သတင်းပြန်ကြားရေးဌာနဘုံမူကြီးနော်ဘူကပြောကြားပြီးစစ်ကောင်စီကကိုရိုင်းကျင်းညာထားတဲ့အပြစ်ရစဲရေးကိုကိုရိုင်းစီဖောက်သည့်လုပ်ရများကိုလှုံ့ဆော်ခဲ့ဟုပြောကြားထားတဲ့ပြည်ဦးလင်ခိုင်ပြည်သူ့ကော်ရီအဖွဲ့ပကပသတင်းပြန်ကြားရေးတောင်းခံကလည်းစစ်ကောင်စီအပြစ်ရစဲရေးကျင်းညာချက်ကိုအယုံကြည်မရှိကြောင်းပြည်သူများအနေဖြင့်အလုံးနဲ့အပြောမညီတဲ့စစ်ကောင်စီကိုမယုံကြည်ပဲလေချောင်းရံကာဝေးရေးအတွက်ဘုံကိုကျင်းများခိုင်မာစွာတိစောက်ထားရန်တိုက်တွန်းထားတယ်စစ်ကောင်စီသည်မန္တလေးတိုင်းပြည်ဦးလင်ခိုင်အတွင်းရှိသပိတ်ချင်းစင်ကိုမတရားမိုးကုတ်မြို့ များကိုအပြစ်ရက်ကျင်းပထားသည့်ကာလအတွင်းလေးချောင်းတိုက်ခိုက်မှုအကျိန်20ကျော်ပြုလုပ်ခဲ့ရာပြည်သူ40ဦးကျော်သေဆုံးကအများပြန်တန်ရာရရှိထားသည်စစ်ကောင်စီအပြစ်ရက်ကျင်းပမှုသည်အပြောနှင့်အလုံးမညီနိုင်ငံရေးစိတ်စေတနာမရှိသည့်ဟန်ပြတာဖြစ်ကြောင်းမွန်ကီယန်တိုင်းသောလက်နက်ကိုင်တပ်ဖွဲ့များကလည်းထုတ်ပြန်ပြောဆိုထားသည်